မင်္ဂလာပွဲအတွက် ကြီးကျယ်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ကြတဲ့ဟင်းဝီရနဲ့ဆိုပြတဲ့စဉ်အားလုံးပဲမင်္ဂလာပါ MSL Leaders New Channel ကနေကြိုဆိုပါရစေ။ဟင်းဝီရနဲ့ဆိုပြတဲ့စဉ်တွေရဲ့မင်္ဂလာပွဲပြင်ဆင်မှုဆိုင်ရာချက်အလက်တွေအဝိစားဒီဇိုင်းပြင်ဆင်မှုဟင်းဝီရနဲ့ဆိုပြတဲ့စဉ်ကတအူဒီတော့ဒီဇိုင်နာထံကအဝိစားတွေအနှံထားကြောင်းတွေ့ရပါတယ်။ဤချက်ချောင်းမင်္ဂလာပွဲအတွက်ပြင်ဆင်ရလို့ယုံကြည်ကြတဲ့မိသားစုခက်ခဲတွေမိဘနဲ့ပဝင်းစဉ်တိုင်းဝိုင်းနေတဲ့အမှုကြောင့်လူရှိပေါ်မှာအတူတကမပေါ်လာနိုင်ခြင်းဆိုင်ရာသတင်းတွေထွက်ပေါ်နေတယ်။ ။ဤချက်ကမင်္ဂလာပွဲစီစဉ်မှုကိုထိခိုက်နိုင်တယ်လို့သတင်းတွေကဖော်ပြထားပါတယ်။အမျိုးသမီးများနဲ့အတိုင်ပင်ဆွေးနွေးမှုဆိုပြတဲ့စဉ်ကိုယ်တိုင်မင်္ဂလာဆောင်ကိစ္စနဲ့ပတ်သက်ပြီးအမအရင်းနဲ့အတိုင်ပင်ဖြစ်ကြောင်းပြောကြားခဲ့တယ်။၎င်းကမင်္ဂလာပွဲအတွက်တိုက်ရိုက်ပြင်ဆင်နေကြောင်းညွှန်ဆိုနေတယ်။အမေရိကန်ကိုပြောင်းရွှေ့မှုအလားအလာသတင်းတွေအားဟိဝင်ရန်ကအမေရိကန်ကိုပြန်လည်နေထိုင်အစီအစဉ်နေပြီးဒီကိစ္စကမင်္ဂလာပွဲနဲ့ဆက်ဆက်နေနိုင်ကြောင်းထောက်ပြထားတယ်။မိသားစုတွေကြားဆွေးနွေးမှုတွေလည်းရှိနေလို့ဆိုတဲ့ဟေဝီယန်နဲ့ဆိုဖီယာတဲ့ဇင်တို့ကပြည်သက်တွေကအပိတ်ထောက်ခံလျက်ရှိကြောင်းအောက်ပါတိုင်းဖော်ပြပါရစေ ပြည်သက်တရားအပေးစာဟင်းဝင်နဲ့ဆိုပြတဲ့စင်တွေလှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့အလုံးကအထူးကောင်းရည်အပေးထောက်ခံပါတယ်။တင်တော့ရဆိုင်လုံးလိုက်ရှိမှန်းချက်မြင့်မာမှုနဲ့လူမှုကြိုပြလွတ်တွေကအလုံးငယ်အတွက်ဆန္ဒမှုနာပြပုံကိုယ်ရည်ဖြစ်ထင်းစေပါတယ်။ဆက်လက်တိုးတက်အောင်မြင်ပြီးနိုင်ငံတော်အတွက်အလင်းတစ်ချောင်းဖြစ်စဉ်ဆန္ဒပြုလဲဟုပြည်သက်တွေကအပေးစကားပြောဆိုခဲ့ပါတယ်။ပြည်သက်တွေထံမှထောက်ခံမှုအကြောင်းမိသားစုဆက်ဆံရေးမှာဖော်ပြထားတဲ့ဟင်းဝီယန်ကဆိုပြတဲ့စဉ်ရဲ့ မိသားစုနှောင်ကြိုးခိုင်မြဲမှုနဲ့ပူပေါင်းလုံဆောင်နိုင်စွမ်းတွေကိုပြည်သက်တွေကအထူးအားရကိုရလျက်ရှိရလူမှုရေလှုံ့ဆော်မှုတွေနိုင်ငံကျော်ပြုတ်လုပ်ငန်းတွေမှာတက်ကြစွာပါဝင်နေမှုကိုပြည်သူတွေကအသိမှတ်ပြုကဆက်လက်ပံ့ပိုးလိုကြတယ်။ပြည်သက်တွေကနောက်မှလည်းဤတွန်တွယ်မှုမှတဆင့်လူငယ်တွေအတွက်စီယုံညီညွတ်မှုလူမှုတာဝန်သိစိတ်နဲ့ဥဆောင်နိုင်စွမ်းတွေဖွင့်ဖို့ဖွင့်ပြလာစဉ်မျှော်လင့်ထားကြောင်းဖော်ပြလိုက်ရတယ်။ ဟင်းဝရနဲ့ဆိုဗီယက်တပ်စင်တို့ရဲ့နာဂတ်လုပ်ငန်းဆောင်တာတွေအောင်မြင်ပြီးပြည်သက်တိုင်းရုံကြားထားမှုကိုအထောက်အကူပြည်စင်ဆန္ဒပြုလျက်ဟုပြည်သက်တွေကဆိုဗီယက်တပ်စင်နဲ့ဟင်းဝရတို့ပေါ်မှာမြစ်တာတွေကိုပို့တာခဲ့ပါတယ်။အစောနေ့ကြီးရှင်နားဆင်ပြီးပြည်သက်အလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။